အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတနေ့ဖြစ်ပါစုဒီနေရာကနေပြီးတော့စုံမုံကောင်းတောင်းပေးလိုက်ပါတယ်အဲ့ဒါကျွန်တော်တို့ဒီနေ့မှာဒါကျွန်တော်ပြောသွားချင်တဲ့အပြောင်းရွှေ့သတင်းလေးတွေရှိပါတယ်အဲ့ဒါကလည်းရှိမှာဒါကျွန်တော်တို့ Arsenal အသင်းအနေနဲ့ကျွန်တော်တို့ဒါ Newcastle ဂျူတို့ခုဒါပေါင်တန်း100ကျော်တုံးသွားဖို့အတွက်ပြင်ဆင်လာခဲ့တယ်အဲ့တော့လက်ရှိမှာဒါကျွန်တော် Arsenal အသင်းရဲ့ဒါကျွန်တော်တို့ အာအခါသာဒရိုက်တာအစ်စ်ကလာမဲ့ရာသီမှာတော်တော်လေးကိုအလုံးရှုပ်ဖို့ရှိတယ်။ဒီရာသီမှာလှုပ်ရှုပ်မဲ့ဥစ္စာတော်တော်လေးကိုဒါကျွန်တော်တို့တော်တော်လေးကိုများတယ်ပေါ့။အဲ့တော့ဒီနေရာမှာကျွန်တော်တို့သုံးကန်နေတဲ့နေလေးတစ်ခွဲပြောချင်တာ။ထုံးကနေကျွန်တော်ဒါဗီဒီယိုကို10မိနစ်ပြည့်အောင်ဒါသုံးကန်ကျွန်တော်ထွက်ပြောချင်တယ်။ပထမဆုံးဒါလုံးဝ hot ဖြစ်နေတဲ့ prospect ကအာဆုံသေးတဲ့လက်ရှိမှာဒါကျွန်တော်တို့ Newcastle ကစားသမား2ယောက်ကိုလက်ရှိလာမဲ့လူရာသီမှာလိုချင်တယ်။ဒီနေရာအတွက်လည်းသူတို့အနေနဲ့ဒါစဉ်းစားနေရဆိုတဲ့သဘောတွေရှိတယ်။အဲ့တော့ဒီ2ယောက်ကိုကျွန်တော်ပြောမယ်။ပြီးရင်တော့လက်ရှိမှာအာဆုံသေးတဲ့တိုက်စစ်မူနေရာအတွက်အခုလက်ရှိမှာအလွတ်ခေါ်ယူနိုင်ဖို့ကျွန်တော်တို့ Liverpool ကိုအပြင်းထန်စူးစမ်းနေဆိုတဲ့အကြောင်းလေးရေးနေနေ ြောမယ်ပြီးရင်တော့ကျွန်တော်ဒါနည်း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 ကျန်တဲ့သတင်းလေးနည်းနည်းလေးပြောမယ်ဆိုပြောချင်တယ်ပေါ့နော်အဲ့တော့လက်ရှိမှာဒါပထမဆုံးနေတာညူကာဆေးရတာကွင်းလေကစားသမားဖြစ်တဲ့ဘရူနိုဂါမီရက်စ်နဲ့ဒါကျွန်တော်တို့ညူကာဆေးတိုက်စစ်မှုဖြစ်တဲ့အလဇနာအီဆာတို့ကိုဒါအာဆိုသိနေကြကျွန်တော်တို့ဂျူအိုအနေနဲ့ခေါ်သွားခြင်းတယ်လက်ရှိချိန်မှာဒါကျွန်တော်တို့မအေးပေါ့တနေ့ပေါ့နော်မနေ့ကတော့မဟုတ်တနေ့ကတော့ကျွန်တော်တို့ တနေ့ကတော့ကျွန်တော်တို့အာ Fabrizio Fabrizio မဟုတ်ဘူး David Austin ရဲ့သူ့ podcast မှာသူပြောသွားခဲ့တာအာဆောတင်တဲ့လာလာမဲ့နေရာဒီမှာမဟုတ်လား Thomas Partey နေရာအတွက်ဒီထက်ပိုပြီးတော့ကောင်းပြီးတော့လူငယ်ဖြစ်တဲ့ကစားသမားတယောက်ကိုအစားထိုးသွားဖို့အတွက်ပြင်ဆင်နေတယ်ဆိုတဲ့ပုံစံမျိုးကိုသူပြောသွားခဲ့တယ်ဒီနေရာမှာအာဆောတင်ကကစားသမားနှစ်ယောက်ကိုပြစ်မှတ်ထားတယ် Superman D နဲ့ဒါကျွန်တော်တို့လက်ရှိအာဆောတင်ရဲ့ဒါတော်တော်လေးကိုသဘောကျတယ် Bruno Gamires ပေါ့နော်တကောလာဟာလာတွေရတာကျွန်တော်တို့ ဒေးဗစ်အော့စတင်ပြောသွားဝင်ကအာဆုံသင်းနေတာမနစ်ကစောင်းရသည်ကတော့မှကျွန်တော်တို့ဆူပီမန်ဒီကိုတရားဝင်ကန့်လန့်မှုတွေမပြုလုပ်ခင်ကဒါကျွန်တော်တို့ဘရူနိုကာမီရက်ကိုဒါကျွန်တော်ယူရိုတန်း60ပေါင်တန်း60ဝင်းကျင်ကြနဲ့ကန့်လန့်ခဲ့တယ်ဆိုတဲ့သတင်းတွေဒါကျွန်တော်ထွက်ပေါ်ခဲ့တယ်ဆိုဖာဗီဂျူရူမာတို့ဆိုအားလည်းဖာဗီဂျူရူမာတို့ခဏခဏပြောတယ်ဒေးဗစ်အော့စတင်ကဒါကျွန်တော်ပြောခဲ့တယ်မှာပါအဲ့တော့စဉ်းစားကြတခုကျွန်တော်မှာပေါ်လာတယ်အာဆုံသင်းနဲ့ဒီတန်း60ကို ရတဲ့လူတွေကိုရှက်ရှောက်ပြီးဒါတရားဝင်လက်လက်လိုက်ပြီးကန်လန်းနေတာလားပေါ့နော်ကျွန်တော်မမေ့ရတာဆိုသူပြောမှုရတာဘရူနိုကာမီရိုဆိုသူကန်ဒါဘရူနိုကာမီရိုစပရိုဒါကျွန်တော်ညူကာဆယ်ဘက်ကညင်းလိုက်တဲ့အချိန်မှာဒါအိုလီဝါကင်းကိုဒီတန်း60ကြီးကန်ပြီးသွားကန်လန်းတာအဲ့တော့အာဆိုသင်ကတာမနစ်ကဆောင်းရတီကတန်း60ကြီးကန်ပြီးရှက်ရှောက်ပြီးဒါဘရူတွေကိုသွားသွားကန်လန်းနေလဲဆိုတော့တစ်ချက်တော့ကြည့်ရမယ်တဲ့မှာပါအဲ့တော့အာဆိုသင်နေတာအန်ဒရီဘာတာကလာမဲ့နေရာဒီမှာဒါကျွန်တော်သူ့ရဲ့တာဂက်တီကဒါကျွန်တော်ဘရူနိုကာမီရိုစနဲ့ဒါကျွန်တော်တို့ပြီးကြတဲ့အချိန်မှာအလဇနာအီဆက်တို့ဖြစ်နေတယ်မှာပါတယ်ဒါပေမဲ့ ်အခုလက်ရှိမှာတော့ဒါကျွန်တော်ညူကာဆယ်ယူနိုက်တက်ကဖလားရသွားတဲ့အတွက်ကြောင့်ညူကာဆယ်ယူနိုက်တက်ကစားသမားတွေကိုခေါ်ယူဖို့ဆက်ဆိုရင်တော့နည်းနည်းလေး tricky ဖြစ်သွားတယ်ဒါပေမဲ့ဒီနေရာမှာလက်ရှိမှာညူကာဆယ်ယူနိုက်တက်ကဖလားရတာမှန်ပေမဲ့ညူကာဆယ်ယူနိုက်တက်အခုလက်ရှိမှာတန်ဖိုးကြီးတဲ့ကစားသမားတွေကသူတို့နေဒီကာရာဘောက်ဖလားဆိုတဲ့သူတို့အနေနဲ့လာမယ့်နေရာဒီမှာဒါကျွန်တော်တို့သူတို့တင်ကချန်ပီယံလိဝင်ဝင်ရဖို့အတွက်အရေးကြီးရတယ်မှာပါတယ်ဒါပေမဲ့အခုလက်ရှိဒါကျွန်တော်တို့နောက်ဆုံးညူကာဆယ်ယူနိုက်တက်ရဲ့ CEO ပြောပုံရတဲ့သူအနေနဲ့သူက ဘရူနိုဂါမီရက်စ်ကိုအလက်ဇန္ဒားအစ်ဆက်တော်ကိုတော့ကျွန်တော်ဒါပိတ်သက်တွေကိုကတိပေးထားခဲ့တယ်လာမယ့်လူရသည်မှာဒီကစားသမားတွေကိုတက်နိုင်လောက်အကောင်းဆုံးမယောင်းချသွားဘူးဆိုတဲ့ပုံစံမျိုးကိုဒါသူကကတိပေးထားခဲ့တာကိုတွေ့ရမယ်ဒီမှာပါအဲ့တော့ပြောချင်တာကယူကာဆဲ CEO ကလည်းဟိုနေ့ကဒါကျွန်တော်တို့အာကာရာဘောက်ဖလာရသွားတဲ့နေ့မှာအဒီဂျေအောင်မွေးခံပြီးဂီဆာနဲ့ပတ်သက်ပြီးသူပြောသွားခဲ့တာတွေ့ရမယ်ဒီမှာပါအခုတပေးတာအာဆနာအီဆက်ပေါ့နော်အီဆက်ကိုတော့ဒါကျွန်တော်တို့အာဆနာအာဆနာတင်တာပေါ့အာယူကာဆဲ United အသင်းကနေပြီးတော့ဒါ လွယ်လွယ်ကူကူပေးထွက်ခွာသွားမှာမဟုတ်ဘူးဆိုတဲ့အကြောင်းကိုတော့တရားဝင်ပြောသွားခဲ့တယ်ဘရူနိုကာမီရက်စ်ကိုတော့ကျွန်တော်တို့ ဒေးဗစ်အော့စတင်ပြောပုံရံဆိုရင်တော့ဒါအာဆန်သင်္ကန်းနာမနစ်ကနွေရာသီလောက်ခရစိတ်ဝင်စားနေဘူးနံကမီရက်ကတော်တော်လေးလွတ်လွတ်ကပ်ကပ်ဖြစ်နေတယ်ပေါ့နော်စာချုပ်သက်တမ်းရတယ်ဒါကျွန်တော်အချိန်တန်းတာတစ်ခုထိကြံ့သေးတယ်တို့ကြောင့်မနှစ်ယောက်လုံးကအချိန်တန်းတာတစ်ခုထိစာချုပ်သက်တမ်းကြံ့နေသေးတယ်တို့ကြောင့်မို့နှစ်ယောက်လုံးကဈေးကြီးနိုင်နေတာမရှိတဲ့အာဆန်သင်းနဲ့လာမဲ့ဒါကျွန်တော်မနစ်ကနွေမှာလည်းလောက်ငွေမသုံးထားခဲ့လို့စောင်းမှာလည်းငွေအဲ့လောက်မသုံးထားခဲ့တို့ကြောင့်မို့ဒီနှစ်ငွေမှာငွေသုံးသွေးရတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တယ်ကောလာဟာလာတွေရကျွန်တော်ပေါင်တန်း150လောက်နီနီဒါကျွန်တော်အသုံးပြုလို့ရတဲ့အခြေအနေမှာရှိတယ်ဆိုတဲ့ပုံစံမျိုးတွေထွက်လာခဲ့တယ်အဲ့တော့အာဆန်သင်းရဲ့နံပါတ်1 ပြစ်မှတ်ကတော့ကျွန်တော်ဒီနှစ်မှာတိုက်စစ်မှုဆစ်ဆစ်ဖြစ်တယ်ဆိုတော့အကုန်လုံးသိပြီးသားဖြစ်လိမ့်မယ်။ဒါကျွန်တော်တို့အာဆုံသင်းနေတာအီဆက်ကိုခေါ်ယူခြင်းတဲ့ဥစ္စာကတော့လက်ရှိအာတိတရဲ့နံပါတ်1ပလန်ဖြစ်တယ်လို့ပြောလို့ရတဲ့တည်းမှာပါတယ်ဗျ။အဲ့တော့အာတိတတဲ့ကောလက်ရှိသူ့ရဲ့နံပါတ်1ဒါကျွန်တော်ပြစ်မှတ်ကအလဇနာအီဆက်ဖြစ်ပြီးတော့နံပါတ်2တခြားတိုက်စစ်မှုတွေအများကြီးရှိရတယ်မှာပါတော့။ အန်ဒီယဘာတာအနေနဲ့လာမယ့်နေရာဒီမှာယူကာဆယ်ယူနိုက်တက်ဒီကစားသမား၂ယောက်ကိုဘယ်စည်းဘလူညှိရမှာသူကိစ္စဖြစ်သွားပြီအာဒီတာကတော့သူ့ရဲ့နံပါတ်၁တိုက်စစ်မှုအနေနဲ့အိဆက်ကိုထားရတယ်။ကိုယ်လည်းကတော့ကျွန်တော်တို့အာဆောင်သိတဲ့ဇူဘီမန်ဒီမရရင်တော့ဘရူနိုကာမီရက်စ်ပုံစံပဲ။ဒါပေမဲ့၂ယောက်လုံးကိုအခုချိန်မှာတပြိုင်တည်းလိုက်ရတယ်။ကိုလာဟာလာဒီရလက်ရှိအာဆောင်သိတဲ့အကယ်၍သာသူတို့ကစားသမားရောင်းချမှု sales ကနေပြီးတော့ပတ်စံတွေရရှိခဲ့မယ်ဆိုရင်ကိုယ်လည်းကစားသမား၂ယောက်လုံးတော့မှဝယ်ယူသွားနိုင်တယ်ဆိုတဲ့ကိုလာဟာလာတွေထွက်နေခဲ့တယ်။ပြောချင်တာကကျွန်တော်ကိုယ်လည်းမှာဒါဘရူနိုကာမီရက်စ်ကိုဇူဘီမန်ဒီကို၂ယောက်လုံးကိုဒါကျွန်တော်ထားသွားပြမယ်ဆိုတဲ့ပုံစံမျိုးကို ကောလာဟာလာရထွက်နေတဲ့ထမပါတယ်။ဒါပေမဲ့အာဆိုသေးတဲ့ဒါလက်ရှိနီးပြအာဒိတာကတော့ဇူဘီမန်တီကိုပို့ပြီးခြိုက်တာဖြစ်ပြီးတော့ဘာတာကအက်ဒီယဘာတာကလက်ရှိမှာအာကဆာဒရိုက်တာအစ်ကတော့ဒါဘရူနိုဂါမီရက်စ်ကိုပို့ခြိုက်တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေတာကိုတွေ့ရမှာတော့မပါ။အဲ့တော့ ဆိုပေမဲ့ဒီထဲကတော့တိရတာကပုပ်ကိုရရတော့ဝတ္ထုညမှုဒါရသွားပြီ။ကြာတခြားတင်းတွေတောင်ကြော်ပြီးရသွားခဲ့တယ်ဖြစ်တယ်။အာဆုံတင်းတွေဒါဇူမန်ဒီကိုခေါ်မယ်ဆိုတော့လာမယ့်နွေရာသီမှာဒီကစားသမားတွေကိုစာချုပ်ဖြတ်သိမ်းကြည့်ပေးပြီးခေါ်ယူသွားရုံနဲ့နေခေါ်ယူသွားလို့ရနေထားမှရှိတယ်။ဘရူနိုကာမီရဆိုရင်တော့ဒါအစာအပြည့်ညှိပြီးတော့ကစားသမားဘာညာရွှေရှောင်းလောက်ရမယ့်နေထားမှာတော့ရှိသေးတယ်။အဲ့တော့တိတ်တော့မလွယ်တော့အဲ့တော့ယူကာဆယ်ဂျူကိုအာစနိုသင်ခေါ်မယ်ဆိုတော့လာမယ့်နွေရာသီမှာတော်တော်လေးကိုကြိုးစားရမယ်နေထားမှရှိတယ်။အဲ့တော့တိုက်စစ်ကြောင့်လည်းလေ transition ကူပြီးပြောအောင်။အဲ့တော့ခုနပြောတဲ့ Alexander Isak အာဆုံသင်းရဲ့လက်ရှိမှာအလက်ဇန္ဒားအီဆက်ကိုနံပါတ်၁ပြစ်မှတ်ထားထားခဲ့ပေမဲ့အာဆုံသင်းရဲ့နောက်ထပ်ပြစ်မှတ်တစ်ခုကလာမယ့်နွေရာသီမှာကစားသမားအလွတ်ခေါ်ယူရေးပဲအဲ့ကစားသမားကလက်ရှိမှာဒါကျွန်တော်တို့လိုင်လီရဲ့တိုက်ဆက်မှုဖြစ်တဲ့ဂျွန်နသန်ဒေးဗစ်ဖြစ်ပါတယ်ဂျွန်နသန်ဒေးဗစ်ကိုအခုလက်ရှိမှာဒါတော်တန်ဟော့စပယ်သင်းကလည်းစိတ်ဝင်စားလို့အာဆုံသင်းကလည်းစိတ်ဝင်စားနေတယ်ဒါအပြင်ကောလာဟာလာတွေရတာလီဗာပူးသင်းကလည်းဂျွန်နသန်ဒေးဗစ်ကိုအလွတ်နဲ့ခေါ်ယူရေးတဲ့စိတ်ဝင်စားပါဆိုတော့သူတို့အနေနဲ့လီဗာပူးကလာမယ့်နွေရာသီမှာသူတို့ရဲ့တိုက်ဆက်မှုနှစ်ယောက်လုံးကိုဆုံးရှုံးရပွဲရာရှိတဲ့အတွက်ကြောင့်မလို့သူတို့အနေနဲ့ဒီဟာကိုအစားထိုးဖို့ကြိုးစားသွားမယ်ဆိုတဲ့ တင်းတွေထွက်ပေါ်နေတယ်အဲ့တော့ဟိုကျွန်တော်တို့ River ကလည်းရှိမှတာသူကိုယ်တိုင်ကလည်း Premier League ကိုပြောင်းမှာဒါတေးကြတယ်ဘယ်အသင်းကိုပြောင်းမှာမသိဘူးအဲ့တော့ကျွန်တော်တို့ River ကိုခုလည်းရှိမှတာ Premier League ကြီးငါးကြီးဟိုကြီးချောက်ကြီးရှိရင်၅သင်းလောက်ကစိတ်ဝင်စားနေတယ် Chelsea ကတိုက်စစ်မှုနေရာတွေဒါခုနကပြောတဲ့ Nicolas Jackson နဲ့တွဲဆော့ဖို့တော့စိတ်ဝင်စားတယ် Manchester City တသင်းကလွယ်လို့ဒါ Manchester United ကအစအခုလည်းရှိမှ White Lane သာတို့အသင်းကထွက်သွားခဲ့မယ်ဆိုရင်ပုံစံမျိုးအနေနဲ့စဉ်းစားနေရတဲ့မှာပါတယ်ဘောနော်အဲ့တော့ ပြောချင်တဲ့အတိတ်ပဲကလက်ရှိမှာဒါကျွန်တော် Manchester United ဒါကျွန်တော်တို့ Tottenham Hotspur Arsenal လက်ရှိဒါ Liverpool ဒါ Chelsea ဒီအသင်းတွေကိုလုံးကျွန်တော်တို့ David ကိုစိတ်ဝင်စားတယ်ကျွန်တော်တို့ David ကဒီနေရာမှာဘာဖြစ်မှာအရေးကြီးဆုံးခုနပြောသလိုပဲ Lily နဲ့စာရုပ်တန်ကလုံးဝမတိုးတော့ဘူးဆိုတော့သူ့နဲ့တရားဝင်ပြောပြသွားပြီးဖြစ်တယ်အတွက်ကြောင့်မလို့သူတို့အနေနဲ့ဒါကျွန်တော် David ကိုခေါ်ယူပိုင်ခွင့်ကတဖြည်းနဲ့တဖြည်းဒါလက်တကမ်းလူဖြစ်လာပြီလို့ဆွေးနွေးလို့ရမယ်တဲ့မှာပါပါတယ်အဲ့တော့ Arsenal အသင်းနဲ့ Jonathan David ကိုအရေးကြီးဆုံးအချက်ကဘာဖြစ်လာမလဲ အာဆုံသင်းနဲ့ဒီကျွန်တော်တို့အရေးကြီးဆုံးအချက်ကပုပ်ကူရေးရာသဘောတူညီမှုပဲတိုက်စစ်နေရာမှာအာဆုံသင်းနဲ့ဒီလာမဲ့နေရာဒီမှာဂျွန်ဆန်နဲ့ဒေးဗစ်ပြင်ကတာဇီဂျီပေးရတဲ့စစ်မှုတယောက်လဲဝဲကူဝဲဝဲဖြစ်ဒါပေမဲ့ဂျွန်ဆန်နဲ့ဒေးဗစ်ရမယ်ဆိုတော့ဒါမဆိုဘူးသူနေနေတာကျွန်တော်တို့လာမဲ့နေရာဒီမှာဂျွန်ဆန်ဒေးဗစ်ရပြီဆိုရင်ဂေဘရီယယ်ဂျီဇုစ်ကိုလာမဲ့နေရာဒီမှာအသင်းကနေရှင်းထုတ်ဖို့တော့အာဆုံသင်းပြင်ဆင်သွားမယ်ဂျွန်ဆန်ဒေးဗစ်ကအခုလက်ရှိမှာတပတ်လုခလာစားယူ2သိန်းခွဲတောင်းနေပေါင်2သိန်း2000နဲ့2သိန်းပတ်ချာလဲဝင်းကြတောင်းနေပြောချင်တာကအာဆနယ်ပေးနိုင်တဲ့ဝင်းကျင်ပဲဒါပေမဲ့ဒီနေရာမှာဂျွန်ဆန်ဒေးဗစ်ကိုဒီပုံစံမျိုးကြီးပဲအကုန်လုံးကတရ ယ်ဝင်ကန့်လှန့်နေဆိုကျွန်တော်တို့ဒီဗစ်နဲ့သူရွေးချယ်မှုနေဒါမှရှိတယ်သူတွေနဲ့အခုလက်ရှိမှာဒါကျွန်တော်တို့ပြောရမယ်ဆို Chelsea လား Liverpool လား Arsenal လား Spurs တို့မျိုးရွေးလာဆိုတော့သိနေသိရတယ်မှပါတယ်ပေါ့အဲ့ပြောချင်တဲ့အဖြေကတော့ရှင်းရှင်းလေးပါအခုလက်ရှိနောက်ဆုံးရသတင်းတွေရဆိုတော့ Arsenal တင်းနဲ့ကျွန်တော်တို့ဒီဗစ်ကိုလိုက်နေတာကတော့ Chitlan ပေါက်နေပြီခုနကပေါ့တရားဝင်တဲ့သူနဲ့ကန့်နေတဲ့ဆွေးနွေးနေတဲ့ဆွေးသတင်းထွက်လာခဲ့တယ်လက်ရှိမှာကျွန်တော်တို့ဒီဗစ်ရဲ့ကန့်ပြီးတရားဝင်ဆွေးနွေးနေတဲ့သတင်းတွေကိုတော့ Liverpool ရှိမယ် Arsenal ရှိမယ်ဒီနှစ်သင်းကလွဲလို့လက်ရှိမှာကျွန်တဲ့သင်းတွေတော့ တရားဝင်ဆွေးနွေးခြင်းတော့မရှိသေးဘူးလို့ကြားသိရတယ်။အဲ့တော့လာမယ့်နေရာဒီမှာအာဆန်အသင်းကဒါတိုက်စင်မူနီယာတော်တော်လေးကိုအလုရှုံမဲ့တင်းတင်းလို့ပြောလို့ရတယ်။တယောက်တင်မှုပဲနဲ့နှစ်ယောက်လောက်ကိုအာဆန်အသင်းခေါ်ယူသွားမယ့်အနေထားမှရှိတယ်လို့ဒါကျွန်တော်တို့ပြောပြရစီပေါ့နော်။အဲ့တော့ ဘလို့ပဲပြောအာဆုံတင်းကအခုလက်ရှိမှာဒါကျွန်တော်တို့တော်တော်လေးကိုလာမယ့်နေရာဒီမှာအလုပ်လုပ်ရမယ်။ Andrea Barter ကတော့အခုချိန်ကလေးကစတင်ပြီးအလုပ်လုပ်ရနေပြီဖြစ်ပြီးတော့ Arteta ကတော့သူ့စိတ်ချကစားသမားတွေကို Andrea Barter ကိုပေးထားပြီးဆိုတဲ့ကောလာဟာလာတွေကိုလည်းဒါကျွန်တော် David Austin ကသူ့ရဲ့ podcast မှာပြောသွားခဲ့တာကိုတွေ့ရမယ်။အဲ့တော့ Newcastle Jubo ကိုတော့ Arsenal သင်းစီရောက်သွားခဲ့မှာဆိုတကယ်ကို share ကောင်းသွားမှတဲ့တဲ့ဖြစ်ရမယ်။ခက်ခဲမဲ့အနေထားမှာတော့ရှိပါတယ်။ဒါတော့ပါပဲ။ ်ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3 point ဆိုတော့ TV4 တို့မှာကျင်းလို့ဆိုတော့အပေါင်းအကူညီလို့ရပါတယ်။များများလေးလည်းကလစ်ဖို့မမိကြပါနဲ့။အောက်က comment တွေထဲမှာလည်း Youth Sport Media 3 point ဆိုတော့ TV4 တို့ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းကြောင့်များစွာကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လေးပြုကျွန်တော်အားပေးလို့ရပါတယ်။များများလေးလည်းကလစ်ဖို့မမိကြပါနဲ့။များများကလစ်မှမမေ့နိုင်အောင်ဖြစ်ပါတယ်။အားလုံးအကျိုးတူပါတယ်။ကောင်းမွန်တော်ဒီနေ့ဖြစ်ပါစုမုံအောင်တောင်းပီးရန်တောင်းပီးနေပဲကျွန်တော်တောင်းပီးပါဗျ။အားလုံးအကျိုးတူပါတယ်။နောက်မှကျွန်တော်တို့ AC တွေ့ကြတာပေါ့။ 迪瓦尔。